်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်တနင်္လာရီတိုင်းတရချောင်းမြို့နယ်ဘိတ်တဝဲကားလမ်းမပေါ်မှာရှိတဲ့လဘကျေးရွာမှာရှိတဲ့လူနေအိမ်အလုံး40လောက်ကိုစစ်တပ်ကမီးရှို့သွားခဲ့လို့ဒေသခံတွေကပြောပါရတယ်။ အော်တိုဘားလ23ရက်နေ့မနက်ပိုင်းကအင်အား300နဲ့စစ်ကြောင်းထိုးလာတဲ့အာဏာသိမ်းစစ်တပ်နဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေရှနာသွားတဲ့အချိန်နေ့လယ်ပိုင်းမှာတော့စစ်တပ်ကလဘကြေးရွာတွေကအနေအွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်ဒေသခံတွေအားလုံးထွက်ပြေးတင်းချောင်ခဲ့ကြရတယ်လို့ဒေသခံတအုပ်ကပြောပြပါဗျ။ကြေးရွာထဲမှာကြံခဲ့တဲ့အသက်60ကျော်အမျိုးသားကိုရိုက်နှက်ခဲ့ပြီးလမ်းမလျှောက်နိုင်တဲ့မိန်းမဖြစ်သူကိုအိမ်မော်ကနေဆွဲချကာနေအိမ်ကိုပါမီးရှို့ခဲ့လို့လည်းသိရပါဗျ။ စစ်တပ်ကအခုလိုမျိုးမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်နေအိမ်၄၀ဝန်းကျင်လောက်မီးလောင်ဆုံးရှုံးခဲ့ရပြီးနောက်ဆက်တွဲထိခိုက်ဖမ်းဆီးခံရမှုအခြေအနေကိုတော့မသိရသေးဘူးလို့ဒေသခံတအုပ်ကပြောပါရယ်စစ်တောင်းထိုးလာတဲ့အာဏာသိမ်းစစ်တပ်ဖွဲ့ဝင်တွေကမီးမလောင်ပဲကြံနေခဲ့တဲ့နေအိမ်တွေရဲ့တကားတွေကိုရိုက်ဖျက်ပြီးရှိသမျှပစ္စည်းတွေကိုကားနဲ့တည်သွားတယ်လို့ဒေသခံတွေကပြောပါရယ်အဲ့ဒီလောက်ပါကြေးရွာမှာလူနေအိမ်အလုံး၉၀ဝန်းကျင်ရှိတယ်လို့လည်းသိရပါရယ်ရှင် အေရရီတိုင်းရေကြီးမြို့နယ်စပင်ကြီးရွာကိုစစ်ကောင်မရှင်ကအော်တိုဘားလာ23ရက်နေ့ကလေကြောင်းကနေဘုံနှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်အပါဝင်ဒေသခံပြည်သူ24ယောက်ထိ송ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်မရှင်ကရေကြီးမြို့နယ်အတွင်းကိုပထမအောင်ဆုံးအကြိမ်လေကြောင်းကနေတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုအတွင်းကလေးငယ်၄ယောက်အမျိုးသမီး၃ယောက်အမျိုးသား၁၈ယောက်သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူအနည်းငယ်နဲ့လူနေအိမ်၁၈လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ Jet Fighter ၂စီးနဲ့ မနက်7:00နာရီခွဲမှာပေါင်900ဘုံလာကျဲပြီးနောက်ထပ်နေ့လယ်7:00နာရီခွဲလောက်မှာလာကျဲတဲ့အတွက်စုစုပေါင်း2ကြိမ်လာကျဲသွားတာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပါရယ်။လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ AR တိုင်းနဲ့ရခိုင်ပြည်နယ်အစပ်ကမြို့နယ်တွေအတွင်းကခြေရွာတွေကိုစစ်ကောင်မရှင်ကလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်ခဲ့တာကြောင့်အပြစ်မဲ့ပြည်သူတွေထိခိုက်သေးဆုံးတာလူနေအိမ်တွေထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါရယ်ရှင်။ ပူရာအိုခိုင်ခေါလံဖိုးမြို့နယ်မှာရှိတဲ့ဖီတူစစ်တပ်စခန်းတွေတင်ပိုက်ခံရပြီးတဲ့နောက်စစ်တပ်ကလန်စေကျေးရွာပါဝင်အနီးတစ်ဝိုက်ကျေးရွာတွေကိုဇက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ပူတာအိုခိုင်ခေါလံပူချာနေပြည်သူစစ်နယ်စစ်တပ်ပူပေါင်းတပ်တွေဘက်ကတပ်စခန်းတစ်ခုကိုလွတ်လွတ်ရပြီးတဲ့နောက်အောက်တိုဘာ20 21 22ရက်ထိ3ရက်ဆက်တိုက်လမ်းစဉ်တရတာကိုပုံကျဲတိုက်ခိုက်နေတာလို့ဒေသခံတွေစီကတီးရပါတယ်။ ော့တုံးလေးရက်ဆက်တိုက်ရှိပြီပေါ့နော်20ရက်ကတည်းကနေဆိုရင်တော့မင်းညာတီလမ်းစတဝိုက်မှာပေါ့ပုံကျဲသွားတာအလုံး20လောက်ရှိနေပြီးတော့ဒီတနေ့က21ရက်နေ့ကပုံကျဲတော့ဆိုရင်ဒီဖျားချောင်းနဲ့လူလူနေရင်တချို့ပေါ့နော်ဖြစ်စီသွားတာရှိတယ်ပြောရတာယောနာပြန်ကြတာကတော့တုံတုံပေါ့နော်ဟို20ရက်နေ့ကတော့အဲ့လမ်းစယောနာကအာလပေါ့ဆိုရဲကြီးရပါဘောနော်အနာကယောကမျိုးသားတယောက်တော့တည်ထားတယ်ဘောနော် အခုသူတို့ဒီစကိုင်းရှုံးလာလို့အနည်းငယ်စားပြီးဝယ်တွင်နဲ့အာတပိတတုံးရဲ့ရှိနေပါအော်ဒူဘာလာ၂၀ရက်နေ့ကစစ်တပ်ဘုံကျဲခဲ့တာကြောင့်လန်ဆဲအနီလပေါ်ကြီးရွာကရွာခံအမျိုးသားတဦးတည်ဆုံခဲ့ပြီးအော်ဒူဘာလာ၂၁ရက်နေ့မှာလည်းစစ်တပ်ရဲ့လေကြောင်းဘုံကျဲမှုကြောင့်လန်ဆဲထဲကပြည်သူပိုင်စည်းဆိုင်တစ်ခုထိခိုက်ပျက်စီးသွားခဲ့တယ်လို့တန်တီရွာနဲ့နပီရွာရီထဲကနေအိမ်တချို့အပအဝင်ဖျားကျောင်းဆောင်တွေလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ကြအပြင်အော်ဒူဘာ၂၂ရက်လည်း စစ်တပ်ကအကြိမ်20ထက်မနည်းလမ်းဆယ်တဝိုက်ကိုဘုံကျဲသွားရလဲဖြစ်ပါတယ်။အော်တိုဘာလ19ရက်နေ့ကခါလန်ဖူးမြို့နယ်ရှီလန်တန်ဂျီယွာအနီးရှိပီတုစစ်တပ်စခန်းတစ်ခုကို KIA ပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ပြီးအော်တိုဘာ20ရက်နေ့မှာလည်းမခေါတမ်းဂျီယွာတောင်ကုန်းရှိပီတုစစ်တပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။မကောက်တန်းကြီးရွာစူတောင်ကုန်းရှိပီတုစစ်တပ်စခန်းဟာလန်ဆဲနဲ့ခေါလန်ဖူကြားမှာရှိရယ်လာဟင်စင်ကန်ရီတပ်စခန်းနဲ့အနီးကပ်ဆုံးရှိနေပြီးမကောက်တန်းရွာစူတောင်ကုန်းတောင်ပေါ်မှာ အခိုင်အမာတက်ချထားတဲ့ပြည်သူစစ်တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့ကင်စီဒီမီကတိရပါတယ်။ဘင်းလိုက်တဲ့စခန်းတွေရောဒီလန်စင်းနဲ့ခေါလံဖူးကြကစခန်းတွေပေါ့နော်။ကျွန်တော်နဲ့ညီတဲ့စခန်းတွေဝတီယူအပီစခန်းကိုအတိုင်းစခန်းတွေရဲ့ဝတီတော်တော်လေးချိန်မှာသူတို့ကထွက်ပြေးသွားတာပေါ့နော်။အဲ့ဒါနဲ့ဒီခေါလိုက်တာဖြစ်မယ်။စစ်ကော်မရှင်တပ်တွေလန်စဲဘက်ကိုစစ်ကြောင်းထိုးလာတဲ့အခါအဲ့ဒီတက်စခန်းတွေမှာအရင်စုစည်းပြီးထိုးစစ်ဆင်လေးရှိတယ်လို့ဆိုပါတယ်။ ။ပြီးခဲ့တဲ့စက်တင်ဘာလကအော်တိုဘာလဆန်ပိုင်းမှာခေါလံဖိုးချာနေပြီးသူစစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာလန်ဆယ်ရှင်မော်တီရကို KIU KIA လက်ထက်ကနေရယူနိုင်ဖို့ထိုးစစ်အင်စားခဲ့ပေမဲ့တိုက်ပွဲမအောင်မြင်ပဲဆုတ်ခွာလိုက်ရပြီးတဲ့နောက်လက်ရှိမှာခေါလံဖူးပူတာအုပ်ဘက် TCE အခြေအနေတင်မာနေတာဖြစ်ပါတယ်။ကချင်ပြည်နယ်ကြည်ဖွေခရိုင်ဆော့လွန်မြို့နယ်ရွှေထွက်ဒေသဖြစ်တဲ့လန်ဆင်မြို့တစ်ခုလုံးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက2024ခုနှစ်နိုဝင်ဘာ10ရက်နေ့မှာတင်ပိုက်ချနိုင်ခဲ့တာပါ။ ခေါလံဖို့ပြည်သူစစ်တွေနဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တွေစုပေါင်းအင်အား80ဝန်းကျင်ထိုင်ထားတဲ့လာဟီစင်ရှိတန်းစခန်းကို KIA နဲ့ပူးပေါင်းတပ်တွေက2024ဒီဇင်ဘာလထဲမှာတင်ပိုက်ခဲ့တာလည်းဖြစ်ပါတယ်ဂျမဟန်နာပါတန်းနဲ့ချီတဲ့အနီရောင်ကနန်းတွေဟာခရစ်စမတ်ကျွန်းကနေပင်လယ်ထဲကိုနှစ်စင်ပြောင်းရွှေ့တဲ့ခီးစဉ်ဩစတြေးလျမှာစတင်နေပါပြီ။ ဒါကြောင့်ဒီတစ်ပတ်လုံးကျွန်းပေါ်မှာအနီရောင်ခန်းန်းတွေတန်းနဲ့ချီပြီးလမ်းမတွေပေါ်မှာမြင်တွေ့နေရပြီဖြစ်ပါတယ်။ခရစ်စမတ်ကျွန်းရဲ့ထင်ရှားတဲ့အမှတ်အသားဖြစ်တဲ့အနီရောင်ခန်းန်းတွေဟာကောင်ပေါင်းတန်းတရာကျော်ရှိပါတယ်။ဩစတြေးလျနိုင်ငံကလည်းဒီကျွန်းကိုကာဝယ်ဆောင်ရှောက်မှုတွေပြုလုပ်ထားပြီးအမျိုးသားပန်းခြံအဖြစ်သတ်မှတ်ထားပါတယ်။ကျွန်းပေါ်မှာနေကြတဲ့ခန်းန်းတွေဟာပြီးခဲ့တဲ့ရက်အနည်းငယ်ကစပြီးပင်လယ်ထဲကိုပြောင်းရွှေ့တဲ့ခရီးစဉ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ဒီခန်းန်းတွေဟာဩစတြေးလျအနောက်ပိုင်းသမုဒ္ဒရာကမ်းခြေကိုမျိုးပွားဖို့တွားရောက်နေတာပါ။ အဲ့ဒီကမ်းခြေမှာကနန်းမတွေကဥရေဥပီးတားပေါအောင်စောင်းရှောက်လေးရှိပြီးကနန်းထီးတွေကတော့ကုန်းနှင်းပိုင်းကိုပြန်လေးရှိပါတယ်။ကနန်းမတကောင်ဟာဥပေါင်းတသိန်းထိဥနိုင်ပြီးဒီဥတွေကိုသမုတ်တရားတွေကိုပို့ဆောင်มาဖြစ်ပါတယ်။ကနန်းတွေပြောင်းရွှေ့တဲ့ရာသီမှာကျုံးပေါ်မှာရှိတဲ့လမ်းအများစုပိတ်ထားသလိုကနန်းတွေကိုစောင်းရှောက်ပေးတဲ့ဝန်ထမ်းတွေလည်းထားရှိပေးထားတာကိုတွေ့ရပါတယ်ရှင်။ TV ဦးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်